မဟုတ်မမှန်ငလင်တဲ့ရင်နေနဲ့လူအများကိုချောင်းလန်းခဲ့တာကြောင့်အေးအေးခံလိုက်ရတဲ့အကြမ်းမြင်စရာကျုံမိုးတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ Manchester City ရဲ့အလုပ်ခက်ခဲတဲ့ငလင်ကြောင့်လူအများက ထက်လန့်ဆိုရင်မှုတွေအပြည့်ဖြစ်နေကြကြရတာပါဘဝမှာတစ်ခါမှမကြုံဘူးတဲ့ပြင်းအား9တသမ9အားရှိတဲ့ငလင်နဲ့ကြုံတွေ့လိုက်ရတဲ့လူအများစုအတွက်ကတော့ဒါဟာအိမ်မက်ဆိုးတစ်ခုလိုဖြစ်နေပါပြီ။အိုးအိမ်နေ ဆုံးရှုံးလိုက်ရပြီးတော့မိသားစုဝင်တွေချစ်ရသူတွေကိုဆုံးရှုံးလိုက်ရတဲ့သူတွေအတွက်ကတော့ငလင်စရိတ်အတန်ကြားလိုက်တာနဲ့အကြောင်းရွံ့ဆုံးအစိတ်ပြင်းတဲ့စကလုံးတစ်ခုဖြစ်နေကြရတာပါ။ဒီလိုအကြောင်းရွံ့နေတဲ့လူအများကိုကြားမြင်စရာတအူးဖြစ်တဲ့ဂျုံမိုးသေးက ပို့ပြီးတော့ကြောင်းရွံ့ထိလိုက်အောင်လုပ်ခဲ့ပြန်ပါတယ်။အကြောင်းအမြင်စရာဂျွန်မိုးသေးကတစ်တော့မှာဂျွန်ပါမထရီအကောင့်နဲ့လက္ခဏာပိုင်းဆိုင်ရာဟောကြားချက်တွေကိုပြုလုပ်နေတာဖြစ်ပါတယ်။လက္ခဏာရင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို တင်ပေးလေးရှိတဲ့တစ်တော့အကောင့်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ Mesh Learning Session နဲ့ငလင်လုပ်ပြီးတဲ့အချိန်မှာတော့ဂျွန်မိုးသေးကသူအကောင့်မှာငလင်နဲ့ပတ်သက်ပြီးတော့ရှင်းပြဟောသတိပေးချက်တွေပုံများလာခဲ့ပါတယ်။ဒါအပြင်ရက်အတိအကျအချိန်အတိအကျနဲ့ကိုဟောခဲ့တာပါ။ လေးလပိုင်း22ရက်နေ့ရောက်ရင်ပြင်အားကြီးမဲ့ငလင်တစ်ခုကမြန်မာနိုင်ငံမြို့ကြီးတိုင်းအပါအဝင်အာရှနိုင်ငံတွေကိုဥတီပြီးတော့လှုပ်ခတ်မယ်လို့ဂျိုဒင်ဟော်ဂင်းထုတ်ခဲ့ပါတယ်။ဒါအပြင်7နာရီ22မိနစ်မှာငလင်လှုပ်မယ်လို့ဟော်ဂင်းအတီးအကျကိုထုတ်ခဲ့တာဖြစ်ပါတယ်။အစပိုင်းတုန်းကတော့ဒါဟာကောလာဟာလာတခုလို့သာလူအများကယုံကြည်တာပါ။ဒါပေမဲ့အချုပ်မိုးသေးကဟောကိုဟောမှာဆိုတဲ့အချက်ကြီးနဲ့ရန်နီးလာတဲ့အနေနဲ့များလူအများရဲ့စိတ်ကကြောက်ချောက်ချားတွေဖြစ်လာပါတယ်။ ဒါကြောင့်မို့လဲတကယ်တမ်းလေးလပိုင်း၂၁ရက်နေ့မှာရောက်တဲ့ရက်မှာတော့ငလင်လုံးမယ်ဆိုတာကိုကြောက်တဲ့သူတွေများလာပါတယ်။တချို့ဆိုရင်မတ်လ၂၈ရက်နေ့ရလို့အဖြစ်မျိုးဖြစ်မှာဆိုရင်လည်းအတွက်ငလင်ရှောင်ရှားတာမျိုးတွေကိုပြင်ဆင်လုပ်ကင်ခဲ့ကြပါတယ်။တကယ်တမ်း၂၁ရက်နေ့နေ့လယ်၁၂:၂၂မိနစ်မှာငလင်ကလုံမလာခဲ့ပါဘူး။ဒါကြောင့်မို့လဲလူအများက ငလင်လှုပ်မယ်လို့ထိတ်လန့်အောင်လုပ်ခဲ့တဲ့အကြောင်းဉာဏ်စရာဂျုံမိုးသေးကိုပြင်းထန်စွာနဲ့ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ဒါကိုတာဝန်ရှိသူတွေကလည်းမလွတ်ပေးထားပါဘူး။ဂျုံမိုးသေးကြောင့်တနိုင်ငံလုံးရိုးရိုးတသေးဖြစ်သွားရတဲ့အတွက်လေလာဝိုင်း22ရက်နေ့မှာနေအိမ်ကိုတွားရောက်ဖမ်းဆီးခဲ့ကြပါတယ်။ဂျုံမိုးသေးကမုံရွာမြို့မြောင်ရီရက်ကွက်ဒူးချဲကွက်တဲ့ရက်နေမြေ27ရွှေညောင်ပင်လမ်းမှာနေထိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲတာဝန်ရှိသူတွေကနေအိမ်ကိုတွားရောက်ပြီးတော့ ဇုံမိုးတဲ့ကိုဖန်ဆီးလိုက်ကြပြီဖြစ်ပါတယ်။အိမ်တွင်းမှာရှာဖွေလိုက်တဲ့အချိန်မှာချက်ချင်းဆိုသလိုပဲဇုံမိုးတဲ့ကိုဖန်ဆီးမိခဲ့ကြတာဖြစ်ပါတယ်။ကျမတို့ကအခုလိုမျိုးဖန်ဆီးခံရမယ်ဆိုတာလေကြိုသိမနေခဲ့ပါဘူး။ဒါကြောင့်မို့တာဝန်ရှိသူတွေဖန်တဲ့အချိန်မှာအသာတကြီနဲ့ပဲလိုက်သွားခဲ့ပါတယ်။ကျမတို့ကအသက်20ဝန်းကျင်အရွယ်သာရှိသေးတာဖြစ်ပါတယ်။ကျမတို့ကအသက်20ဝန်းကျင်အကောင်လေးတစ်ယောက်ဖြစ်ပြီးတော့တခြားပုံမှန်တွေနဲ့လည်းဖန်ဆီးထင်းထင်းစရာတွေကရှိသေးတဲ့အတွက် အမှုကြီးတစ်ခုကိုရင်ဆိုင်ရတော့မှတည်ကြနေပါပြီ။မဟုတ်မမှန်ငလင်တည်နေတဲ့လူအများကိုခြောက်လန့်ခဲ့တာကြောင့်အရေးယူခံလိုက်ရတဲ့အကြမ်းမြင်ဆရာဂျုံမိုးတဲလေးအပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုပြပြပေးခဲ့ပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တို့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။